ဟဲ့လားညီဟဲ့လားညီမိုက်ဖက်တော့တကယ်ဒီမိုက်ဖက်ကောင်းကောင်းတော့တော့တားဖို့တောင်ပြည်နမ်ခမ်ခိုင်ဖြစ်တဲ့မိုင်းဝီမျိုးကမြို့သားတဦးစီမှာမြို့နယ်ရတဖွဲ့တွေကမူရစ်စေဝါနဲ့လက်နက်ခဲရံတွေဖန်စီရမိခဲ့ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကဖြစ်ပြီးမိုင်းဝီမျိုးရက်ွက်နှစ်မှာနေထိုင်တဲ့အသက်40အရွယ်ဥဒုနောင်ဆိုတဲ့သူရဲ့နေအိမ်မှာရှာဖွေဖန်စီရမိခဲ့တာဖြစ်ပါတယ်။ ဖန်စီရမိတဲ့လက်နက်ခဲယမ်းတွေထဲမှာဂျီဆာမျိုးစုံ600တောက်လက်တော့ကြီးတစ်လုံးလက်ပစ်ပုံး10လုံးဖြစ်ပြီးတော့မူရစ်စေဝါကဘိမဲနဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မူရစ်စေဝါနဲ့အတူဖန်စီရမိတဲ့ဥဒုံအောင်ဆိုတဲ့အတူကိုတောင်းပြည်ရဲ့တပ်ဖွဲ့ကမူရစ်စေဝါတပ်ဖြည့်ရေးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းခုခိုင်မြို့နယ်ဟိုကျန့်ကျေးရွာမှာနေထိုင်တဲ့ဥဇော်မိုင်ကို မိမိတို့တောင်ပြည်မြို့နယ်ရဲ့တပ်ဖွဲ့ကကားပိုင်2လက် M21 တစ်လက်ပစ္စတို6လက် MA1 လေးလက် MA2 နှစ်လက် G3 တစ်လက်ဂျီပေါက်23ခု 5x5 CG 98တောက်9မမကြီး90တောက်120မမပြောင်းထိုင်းတစ်ခု 5x22 G 300တောက်နဲ့ရမဆေးပြား360ပြားတို့ကိုပါတင်စီရမိခဲ့တာဖြစ်ပါတယ်ကျမလွေပူလိုပါပါရှင်